အရင်အန်ဘောက်ဆင်းဗီဒီယိုမှာမိတ်ဆက်သွားပြီးတဲ့43သိန်းဝန်းကျင်မှာရနိုင်တဲ့ gaming workstation တစ်လုံး Acer Predator Helio Neo 60ရဲ့အခု first impression နဲ့ mini review video လေးကျွန်တော်စပြီးတော့ပြောပြမယ်အဲ့တော့ခင်ဗျားတို့အရင်နှုန်းကကြည်သွားတဲ့ unboxing and first impression ကိုကြည်လိုက်ရမယ်ထင်ပါတယ်အဲအခုကတော့နည်းနည်းလေးပူပြီးတော့ဒီဒီကြကြကျွန်တော်ပြောသွားပေးမယ်ပြီးသွားလို့ရှိရင်ကျွန်တော်ရဲ့ထင်မြင်ယူဆချက်လေးတွေနဲ့ဒီ laptop ရဲ့ spec တွေဘယ်လိုရှိလဲဘာညာယူကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ် okay မင်္ဂလာပါ PK Developer ကကြိုဆိုပါတယ်ကျွန်တော်ကြော်တော်ရင်းမှာအဲကျွန်တော်တခုကြိုပြောချင်တာလေးရှိတယ်ဒီ unit ကကျွန်တော်ရဲ့ customer preview unit ပေါ့เนาะကျွန်တော်ကိုယ်တိုင်ဝယ်သုံးပြီးတော့ review လုပ်လို့ရတဲ့ unit မဟုတ်တဲ့အခါကျတော့ခင်ဗျားတို့ကိုစမ်းပြပေးလို့ရမယ် gaming test တွေ benchmark တွေအကုန်လုံးကိုကျွန်တော်အသေးစိတ်စမ်းပြလို့အဆင်မပြေဘူးအဲဒါကြောင့်ဒီကျွန်တော်ရဲ့အခုပထမဦးဆုံးစပြီးတော့ထိတွေ့ရတဲ့ အတွေ့အကြုံလေးတွေကျွန်တော်ရှေ့က laptop ဒီလိုမျိုး laptop တွေကိုလုတ်ပေးထားတဲ့ experience လေးတွေနဲ့ပေါင်းပြီးတော့ကျွန်တော်ကိုးကားပြီးတော့ပြောပြသွားပြီးမယ်။ဒါပေမဲ့ benchmark တွေဘာတွေညာတွေကိုလည်းပဲတခြားနေရာမှာတော့ share ကြရမလို့ကျွန်တော်ယုံကြည်ရတဲ့နေရာအနေနဲ့ဆွဲပြီးတော့ကျွန်တော်ရဲ့ video တွေမှာ daily မှာ sharing လေးတွေကျွန်တော်ထိုးပြီးတော့ထည့်ပေးထားမယ်။အဲ့တော့ဒီ video ကြည့်ရင်လုံလောက်ပါလိမ့်မယ်။ တော့အပိုင်း1ကိုကျွန်တော်စပြီးတော့ပြောပြပေးမယ်အခုဒီမှာကကျွန်တော်အပိုင်း4ဘိုင်းလောက်ခွဲပြီးတော့ပြောပြသွားပေးမယ်ဗျာအပိုင်း1က design ဘိုင်းနဲ့ big quality ဘိုင်းကိုကျွန်တော်ပြောပြပေးမယ်အဓိကကဒီ design ဘိုင်းပေါ့နော်ဈေးတက်တာပဲမယ်ပထမဆုံးပြောချင်တာ design ဘိုင်းကိုပြောချင်တာဗျာဒီနှစ် Helio က Helio new ရဲ့ design ပေါ့နော်အတိအကျပြောမယ်ဆိုတော့အဲ့ဒါကအရင်နှစ်တောင်ကလိုမျိုးဟိုးစားတဲ့ဒီဇိုင်းအနေနဲ့ဒီဘက်မှာရှုပ်ရှက်ခန့်မနေတော့ဘူးဒီနေ့တည်တည်ငြိမ်ငြိမ်ပုံလေးနဲ့ဂိမ်းသင်းလေးတစ်ခုကိုပဲသူကပုံပေါ်ထားတာအဲ့တော့ပို့ပြီးတော့တည်ငြိမ်ပူပြီးတော့ရင်းချက်ပြီးတော့ အဲ့ဒီနဲ့ business စံတဲ့ဘက်ကိုသွားတယ် RGB တွေအရင် bling 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 နေထနေတာမဟုတ်ဘူးဆိုပေမဲ့ bling bling မဟုတ်ဘူးဆိုတာဗျာတစ်ခုလုံးကြီးမှာအဲ့လိုမျိုးပေါ်နေတာမဟုတ်ဘူးပြောတာအဲဒီဟာလေးတွေကတော့ပေါ်လိမ့်မယ်ပြီးတော့ keyboard ကတော့ဖိုးစုံ RGB keyboard နဲ့ရလိမ့်မယ်အဲ့လိုမျိုးအနေထားဗျာပြောချင်တာအဲ့လိုလေးဆိုတော့ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျရတဲ့အထဲမှာပါတယ်ပြီးတော့အပေါ်ပိုင်းဒီလုံးဝဒီအပြားကြီးနဲ့ပြီးတော့ဒီဖွင့်လိုက်လို့ရှင်တွေ့ရမယ် keyboard အပားဒီအပြားပေါ့နော် keyboard ကျွန်တော်ဒီရရမယ်နေရာတွေအားအားတွေကို သူကအလူမီနီယံနဲ့လုပ်ထားတာအဲ့တော့ကန်ရတဲ့ feeling ကကျွန်တော်တို့ဒီပျော့ဖက်ဖက် ECC တွေဖြစ်မနေဘူးအဲ entry level gaming laptop တွေဖြစ်တဲ့တော့ Betas တို့ Alloju တို့ Lenovo Alloju တို့လိုမျိုး plastic body နေမဟုတ်တဲ့အခါကျတော့ကန်ရတာကတော်တော်လေးအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်အခုဒီမှာတတိထားမိတာတကူကနည်းနည်းလက်ကအစီပြန်တက်တဲ့လူဆိုရင်တော့မဆိုးသလောက်လက်ရလေးထင်တယ်ဒါပေမဲ့လို့ပုတ်လိုက်ရင်တော့ပြန်သွားတယ်အဲ့တော့အကောင်းလားအဆိုးလားတော့ခင်ဗျားတို့ပဲဆုံးဖြတ်လိုက်တာပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့တခုရှိတယ်ဗျာပြောချင်တာတခုကအောက်ပိုင်း ဒီ laptop ရဲ့အောက်ပိုင်းကကျတော့ plastic fully plastic နဲ့ပဲလောက်ထားတာဆိုတော့ဒီဈေးဝင်ခြင်းမှာဒါတော့ဖြစ်တယ်ပါလေဗျာနောက်ပြီးအခုတော့တော်တော်လေးနေပြီလေအဲ့ဒါကိုကျွန်တော်တို့က plastic ကြီးနဲ့လောက်ထားလို့ဘာညာပြောလိုက်ပြီးတော့ aluminum ထည့်ပြီးတော်တော်ကြီးကိတ်သွားလိမ့်မယ်အဲ့တော့ဒါလောက်နေပဲကျင်တတ်ကြရအောင် design ဘိုင်းမှာဆိုရင်တော့တော်တော်ကြီးလေးနေရဆိုတော့အလေးချိန်ကိုကြီးမယ်ဆိုရင် laptop ဒီတလုံးနေတဲ့နေ2.6 kg ရှိတယ်အဲ့တော့စောစောကကျွန်တော်ပြောသွားတယ်စောစောတုန်းကဆိုတာတဲ့အရင်ဗီဒီယိုမှာပြောသွားတယ်ဒီ 330ဝက်ချာချင်အဒက်ပတာကြီးနဲ့ပေါင်းလိုက်ရင် maybe 3ကီလိုခွဲလောက်ဖြစ်သွားလိမ့်မယ်အဲ့ဒါအကြီးကိုကျွန်တော်တို့ကလွယ်ပြီးတော့ကြောပုတ်ထဲမှာဒီနှစ်ခုလုံးကိုထည့်သွားဖို့ကတော့စဉ်းစားကြည့်အဆင်ပြေနိုင်လားမပြေလားအဓိကကတော့ဒီ laptop ကိုထုတ်ထားတဲ့ရည်ရွယ်ချက်က desktop replacement အဲ့လိုမျိုးထုတ်ထားတာပေါ့နော်အဲအဲ့ဒီခါကျတော့ maybe west station အနေနဲ့တုံးကျင်တဲ့သူတွေတော့ကတော့တော်တော်လေးအဆင်ပြေလိမ့်မယ်အဲ့တော့အပိုင်းနဲ့ကျွန်တော်ဆက်ပြောမယ် display ဘိုင်းဒီဈေးနှုန်းမှာဒီလို display ကတကယ်ရတယ်လားရပါတယ် PK develop မှာလာဝယ်ပါ အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျားတို့အဲ့တော့လိုချင်တဲ့အချိန်လိုချင်တဲ့ဈေးလေးတွေနဲ့ကျွန်တော်ရအောင်အမိဖန်ပြီးတော့မှာပေးနေတယ်ရှော့ဈေးရတဲ့အချိန်မှာကျွန်တော်ရှော့ဈေးရအောင်တက်တက်တတလေးနဲ့ကိုကျွန်တော်မှာပေးနေရမို့လို့ PDF လောက်မှာလာဝင်လို့ရပါတယ်ဒီဈေးဝင်ခြင်းမှာဒီ laptop တကယ်ရတယ်နော်အဲ့တော့ဒီ laptop မှာကျွန်တော်အကြိုက်ဆုံးနဲ့အားလုံးကို recommend ပေးနေတာကတော့သူက display ပဲစောစောပြောသွားလို့ပေါ့တော်တော်လေးကြိုက်တယ်ဗျာပြောချင်တာကကျွန်တော်အများကြီးချဲ့ကားပြီးတော့ပြောနေတာတော့မဟုတ်ဘူးဒါပေမဲ့ spec တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့မှဗျာခင်ဗျားတို့သိလိမ့်မယ်16လက်မှ 68 to 10 ratio ဆိုတော့အပေါ်အောက်ကတော်တော်လေးကျေသွားပြီအဲ့ဒါအောင်မှ2560:1600 resolution ထည့်ပေးထားတယ် full hd မဟုတ်ဘူးเนาะပြီးတော့ display refresh rate အရင်ဗီဒီယိုမှာကြည့်ထားတဲ့လူတွေသိလိမ့်မယ်မကြည့်ရင်ထပ်ပြောပေးမယ်240 hz 144 hz မဟုတ်ဘူး120 hz မဟုတ်ဘူးเนาะ120 hz ရဲ့2ဆခင်ဗျားတို့ကြိုက်ပါတယ်ဆိုတော့120 hz ရဲ့2ဆ240 hz နဲ့300မှာအလင်းအားက ပုံမှန်250နှစ် gaming laptop budget gaming laptop တွေလို250ဒီ300တွေလောက်ပဲလင်းတာမဟုတ်ဘူးเนาะ250နှစ်ဆ900လင်းတယ်ခင်ဗျာစဉ်းစားကြည့် okay ပြီးတော့ color accurate color ဘယ်လောက်တိကျလဲဆိုရင်ပုံမှန် budget gaming laptop တွေလိုမျိုး NTSC 45%ပဲမဟုတ်ဘူးเนาะ DCI P3 100%ပါတယ်အကုန်လုံးကို double နှစ်ဆမြင့်ထားတဲ့ display spec နဲ့ရမှာဆိုတော့ကျွန်တော်ညွှန်းတင်လားမညွှန်းတင်ဘူးလားစဉ်းစားတာကြည့်ရအောင်အဲ့တော့ဒီ laptop နဲ့ display ဒီစီး ဘလို့ရှိတယ်ဒီဒီအခုတစ်ဖြတ်ကိုအဲခင်ဗျားတို့ရဲ့စိတ်ကျင်နေမှုဘလို့ရှိတယ်ဆိုတာကိုကျွန်တော်တို့ comment မှာဝင်ရောက်ပြီးတော့ပြောပြသွားပေးလို့ရပါတယ်အဲ့တော့ရှင်းရှင်းပြောရရင်ဗျာဒီလိုမျိုးစပတ်တွေကဒီဈေးထဲမှာ ရှိတဲ့တခြား laptop တွေမှာလုံးဝလုံးဝလုံးဝကိုမရှိနိုင်တဲ့စပတ်တွေလို့ကျွန်တော်ပြောလို့ရအဲ့တော့ဒီ laptop ကိုကျွန်တော်အတင်းကြီးအတင်းကြီးဟိုမှာပေးစီခြင်းလို့ရောင်းပေးစီခြင်းလို့ကျွန်တော်ပြောရတဲ့စကားလုံးမဟုတ်ဘူးအမြဲတမ်းလည်းဒီဈေးနဲ့မရအောင်အခုဒီကျွန်တော်ဒီနေ့ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာလာမေး မရှိဘူးဒီနေ့ပေးလို့မရရတဲ့ချိန်မှာရအဲကြောင့်ကျူမာထားမှရလိမ့်မယ်ပြောချင်တာဗျာညှိုးနေတယ်ဆိုပေမဲ့ခင်ဗျားတို့လူကျင်တဲ့အချိန်တိုင်းကျွန်တော်ဝေပေးလို့ရတဲ့အနေထားမဟုတ်ဘူးအမြဲတမ်းလည်းရချင်မှရမသေးကြဘူးအဲ့ဒါအဲကြောင့် ဟိုအတင်းညိုးနေတယ်ဖြစ်မှာဆိုလို့ကြိုပြောတာအဲ့တော့ခြုံပြီးတော့ပြောရရင်ဒီ laptop ရဲ့ display ဘိုင်းကအယောင်သွေးဆုံးလင်းတဲ့240 hz refresh rate ကြောင့် gaming mind တွေပဲဖြစ်ဖြစ်ကျွန်တော်ထိုင်ပြီး scroll လုပ်နေတဲ့အခါမှာပဲဖြစ်ဖြစ်အရင်ကို smooth ဖြစ်တဲ့အထက်ထဲမှာပါတယ်အဲ့တော့ display ဘိုင်းကတော့ဒီ laptop ကသူ့ရဲ့ပြိုင်ဘက်အားလုံးကိုအပြတ်အသတ်ဖြတ်ထားတာဆိုတော့ကျွန်တော်ဒီတက်ထပ်ပြောရင်တော့နည်းနည်းလေး over ဖြစ်သွားပြီလို့ဖြစ်သွားလိမ့်မယ်အဲ့တော့ဒီလောက်ပဲကျွန်တော်ပြောတော့မယ်အပိုင်း3ကျွန်တော်စမယ် keyboard ဘိုင်းနဲ့ trackpad ဘိုင်းနဲ့ keyboard ဘိုင်းအနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့သူက ကီးကီးတစ်ခုချင်းစီရဲရတာ easy easy လေးတွေနဲ့ခန်းစားချက်လေးရတော့မစိုးဘူးဟို Lenovo laptop တွေလို keyboard လည်းမဟုတ်တလို့ Asus လိုမျိုးအရင်ကြီး easy easy ဖြစ်ပြီးတော့ဟိုလိုဖြစ်တဲ့ keyboard လည်းမဟုတ်ဘူးဗျအဲပြောရခက်တယ်အဲရိုက်ရတော့ typing feeling လေးကမစိုးဘူးတော်တော်လေးကောင်းတယ်အဲနည်းနည်းအတန်လေးလေး click 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 နည်းနည်းထွက်တယ်ဗျာတည်လား မဆိုးပါဘူးအဲ့တော့တော်တော်လေးအဆင်ပြေရယ်စာရရရတော့ game show အရာဒီမှာပါအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်က Asus fan ဖြစ်တဲ့အလျောက် Asus မှာတုံးပေးထားတဲ့ဒီလိုမျိုး WASD နေရာမှာပါတဲ့အကြည်လေးတွေကိုတော့ပိုသဘောကျတယ်ဒါပေမဲ့ခုဒီမှာကလည်းပဲစုံတော့မှ4ုံ RGB ကိုတုံးပေးထားရဆိုတော့ keyboard backlight အနေထားနဲ့လည်းပဲတော်တော်လေးအဆင်ပြေတဲ့အထက်ထဲမှာပါတယ်ပြီးတော့ trap back ပိုင်း trap back ပိုင်းကိုကြည့်မယ်ဆိုရင်တော့ trap back ကသေးတယ်လို့လည်းအရင်ပြောလို့မရဘူးဗျ။ ုံမှန်ပဲတာမှန်ပဲ premium trumpet တလုံးတော့မဟုတ်ဘူးဘာလို့လဲသူ့မှာတုံးထားပြတာကလုံးဝ plastic plastic feeling ပဲရတယ်ပေါ့နော်ဒီလိုမျိုး gaming laptop workstation laptop တွေမှာလည်းပဲဒီလို laptop ထိုင်ပြီးစာလေးပါလေးရိုက်ရင်းနဲ့ကျွန်တော် trumpet လေးကိုတုံးနေရမယ့်အနေထားလည်းမဟုတ်ဘူးတော်တော်များများက special mouse တွေပါရှိနေမှာလေအဲ mouse အကောင်းစားတွေရှိနေမဲ့သူဆိုတော့အဲ့လောက်ကြီးတော့ဟာပြီးတော့အပြစ်ပြောစရာကြီးတီးတန်တော့လေမရှိပါဘူးပြီးတော့ အေးစားလက်ဘရိုရီရဲ့ထုံးစံအတိုင်းပဲအပေါ်မှာနိုက်ထရိုဇန်ကီလီတကူထည့်ပေးထားတယ်အဲ့အလေးမှာတွားပြီးတော့ပေါ်ဖောင်းမတ်မှုလားနော်မယ်မှုလားတာဘုံမှုလားအဲ့အရာတွေအကုန်လုံးကိုပြန်လို့ရတယ်အထက်ကနိုက်ထရိုဇန်နဲ့မှာဘာတဲ့အယုတ်လေးကြီးကလည်းလှတယ်ဗျမဆိုးမိုက်တယ်ကျွန်တော်အဲ့လီတော့တဘောကြပြီးတော့ပေါ့တီကိုကြည့်မယ်ဆိုရင်လည်းပဲပေါ့တီကတော့ကျွန်တော်ဒီ unboxing first impression video အချင်းချုပ်လေးမှာကျွန်တော်ပြောသွားပြီးတယ် type A နှစ်ပေါက် type C နှစ်ပေါက်တိုက်စီကလည်း Thunderbolt 4စပူရရဲ HDMI တစ်ပေါက်ပါမယ်အသွင်ပေါင်းနဲ့ Micro SD ကပေါက်ပါတာကိုတော့သဘောမကျဘူး full size ပါရင်ပိုကောင်းတယ်လို့ကျွန်တော်ပြောထားပြီးတယ်မစိုးပါဘူးပေါ့ဒီကလည်းသူ့အနေနဲ့သူစုံစုံလင်းလင်းပဲအခုကင်ရင်ပြူရင်နဲ့ကြည့်ရတာကအလူမီနီယံကုတ်တင်သုံးထားတယ်ဆိုပေမဲ့လက်ရာလေးကတော့နည်း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 စီထင်းနေအဲ့ဒါလေးကတော့ခင်ဗျားတို့တစ်ခု အဲ့တချက်စဉ်းစားရမယ်အနေထားတော့ရှိတော့ရှိပါလိမ့်မယ်ပေါ့နော်ဟိုမဟာရယာကြီးရုပ်ဆိုးနေအောင်ထင်တာတော့မဟုတ်ဘူးကျွန်တော်ကကျတော့လက်ကအစီရအမြဲလိုထွက်နေတဲ့တူတူရောက်ဆိုတော့အဲ့ဒီဘက်မှာနည်းနည်းပြဿနာရှိအဲ့တော့နောက်ဆုံးအပိုင်း၄အပိုင်း၄ကတော့ performance mind နဲ့ cooling mind အဲ့ဒါကဘယ်လိုပြောရမလဲ performance mind ကသူ့မှာကလည်းပဲရွေးစရာအများကြီးရှိတယ်ဒီ460 spec နဲ့ i5 နဲ့ကမကြိုက်ဘူးဆိုရင်လည်း i7 နဲ့မကောက်ဘူး i9 အထိပါရွေးလို့ရတယ်ဒီ body ဒီဒီအကုန်လုံးဒီအတိုင်းကိုပဲသူက အထက်ထင်းအင်တာနက်စပက်လေးပဲပြောင်းပြီးတော့ရွေးလို့ရတယ်အဲ့တော့ဒီအနေထားနဲ့ performance ဘိုင်းကိုတော့ကျွန်တော်ကိုပိုင် benchmark တွေ gaming deck တွေကဆန်းလို့မရဘူးသိရမလားအဲဆန်းခွင့်မရှိဘူးဗျာမသိမသိတော့ဘူးလीအဲ့လိုမျိုးဆိုတော့ကျွန်တော်ယုံကြည်ရတဲ့တခြား site တွေကနေရှာပြီးတော့ကျွန်တော်ဗီဒီယိုထဲမှာအခုပြထားပြီးမယ်အခုခင်ဗျားတို့မြင်တဲ့အတိုင်းပဲကျွန်တော်အခုတစ်ခုစီဆန်းပြထားပေးရတွေကိုပြထားပေးရပါတော့အဲ့တော့ထပ်ပြောစရာရှိတာက၉လိမ့်မှ ဒီ laptop ရဲ့ cooling system ကအဓိကသူ့ရဲ့အားသာချက်တစ်ခုလို့ပြောလို့ရတယ်။ CPU မှာကပုံမှန်တာမင် pass ကိုသုံးထားပေးတာမဟုတ်ဘဲနဲ့ liquid metal တာမင် pass ကိုသုံးထားပေးတာကပူပြီးတော့ cooling မှာအဲ့အတွက်ပူပြီးအထောက်ကူဖြစ်တယ်လို့ပြောတယ်။အဲ့တော့ဒီဈေးထဲမှာငါတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ cooling system မှာအနေနဲ့က cooling system ကောင်းတော့ဘာတွေကကျွန်တော်နောက်မှာလိုက်လာလေဆိုတော့ performance မှာ performance မှာမှာသူ့မှာ i5 14500 hx cpu နဲ့ rtx 4060 gpu ไอ้ GPU ก็เลย140 W TGB တော့ပါတာไอ้နောက်ခုကိုပေါင်းပြီးတော့သုံးมาရဲ့နောက်ပြီးတော့ display ဘိုင်းနေ spec တွေကိုကကောင်းကောင်း900နင်းလောက်အထိတောင်သုံးပေးထားတာအဲ့ဒီ spec တွေကိုမြင်ပြီးတော့သုံးมาရင်းနဲ့ကိုကျွန်တော်တို့ total ပေါင်းပြီးတော့ထုတ်လိုက်ရင်သူ့မှာပါတယ်တာဘူမူလောက်အထိထွက်မယ်ဆိုရင်ပေါ့နော်ဒီ330 W adapter ကြီးကနင်းပြီးတော့ power ကိုသူကအပြည့်အဝစွဲထုတ်ပြီးတော့ကိုသုံးมาအဲ့တော့ desktop replacement တဘောမျိုးလောက်အထိကိုတုံးလို့ရရဲ့အနေထားမှာပါတယ်ဒါမဲ့လည်းပဲကျွန်တော်ကအရင်ချက်ကပြောသလိုဖြစ်သွားမယ်ပေါ့နော် tooth tag မှာက i9 လေးရှိသေးတယ်ကို i9 တောင်းလေးတောင်းစီလေးရှိသေးတယ်ဆိုတော့ဟွန်းအရင်ထပ်ပြီးတော့မြင်နေသေးတယ်ကြမ်းနေသေးတယ်ဆိုရင်တော့အဲ့ဘက်ကသာတော့ဈေးကတော့ပူသွားလိမ့်အခုက43သိန်းနဲ့ရမစိုးဘူးလीနော်အဲ့တော့ gaming performance reference ညအရာတော့ကျွန်တော်စမ်းသပ်ချက်တွေအရာကိုကျွန်တော်ပြောပြပေးရမယ်ဆိုရင်အခုသူ့မှာပါတဲ့ original resolution အတိုင်းပဲထားပြီးတော့ overwatch 2လိုမျိုးဟာတွေဒီက block ဖို့လိုမျိုး gain နေမှာဆိုလို့ရှိရင်165 frame per second လောက်အထက်မှာကျွန်တော်ကောင်းကောင်းဆုံးလို့ရရလို့ကျွန်တော်တွေးရတယ်။ Cyberpunk 2077လို့ travel a gain ကြီးတွေဟိုတောင်မှနော် high setting နဲ့ easy smooth ဖြစ်ဖြစ်ဆုပ်လို့ရတယ်လို့ပြောတယ်။အဲ့တော့ mic တွေပြသည်လား။ GC ဒီအနေထားဒီလို laptop နဲ့ workstation grade လောက်ရတာ။ ကျွန်တော်ကတော့သဘောကျတယ်ခင်ဗျားတို့တော့မသိဘူးအဲ့တော့ conclusion အနေနဲ့ပြောရမယ်ဆိုရင်ဘယ်သူတွေအတွက်သင့်တော်ဆုံးလဲဆိုတာလေးကိုကျွန်တော်အနည်းချုပ်အနေနဲ့စပြီးတော့ပြောပြပေးမယ်ဒီ Acer Predator Helio Neo V60 ကဘယ်သူတွေအတွက်ဖြစ်မလဲဆိုရင်သင်္ကန်က display ကောင်းကောင်းကိုလင်းစစ်စံကောင်းကောင်းကိုလုံးဝအလျှော့မပေးခြင်းဘူးညာကိုလင်းစစ်စံကောင်းမှရမယ်ပြီးတော့ laptop ကိုအိမ်မှာပဲအဓိကထားသုံးမှာမို့လို့အလေးချိန်နဲ့ဘက်ထရီကိုတိတ်ဂယူးမဆိုင်ဘူးအာယုံမခံဘူးအဲ့လောက်က AC ပဲနောက်ပြီးတော့ ROG Strix တို့ Legion Pro တို့လိုမျိုးဈေးကြီးတဲ့ mainstream laptop တွေအတွက်ဘတ်ဂျက်လဲခြွေတာခြင်းနဲ့ဆိုလို့ရှိရင်အဲ့အဲ့ဟာမှာရနိုင်တဲ့ spec တွေဒီမှာထည့်ထားရပြအဲ့တော့ဘတ်ဂျက်ခြွေတာခြင်းနဲ့ဆိုရင်ဒီ Helio Neo Wave 60ကတင်းတော်အကောင်းဆုံး price to performance laptop တလုံးဖြစ်လာမှာတော့တေချာလို့ကျွန်တော်အာမခံလို့တော့ရရပေါ့နော်။သူက entry level laptop တလုံးရဲ့ဈေးနှုန်းနဲ့ mainstream laptop တွေရဲ့ feature တချို့ feature အကောင်းတချို့ပေါ့နော်။အဲ့ဒါဒီကိုကျွန်တော်ပေါင်းစပ်ပေးပြီးတော့ထုတ်ထားတဲ့ laptop အဲ price to performance ကောင်းတဲ့ laptop တလုံးကိုရှာဖွေနေတဲ့သူတွေအတွက်ကတော့ recommend ပေးလို့ရရတဲ့ laptop တွေမှာပါတယ်ဗျ။အဲ့တော့သင်တို့ရောဒီ laptop ကိုဘယ်လိုမြင်လဲ။ဒီဈေးနှုန်းနဲ့ဒီ spec နဲ့300တန်ရဲ့လားကျွန်တော် comment မှာပြောပြသွားပေးလို့ရရတယ်။ ခင်ဗျားတို့က comment တစ်ခုချင်းစီကကျွန်တော်ရဲ့နောက် video အတွက်အများကြီးအများကြီးထောက်ကူဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုး laptop တွေ share နေတယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲကျွန်တော်ရဲ့ PKW blog ချက်ပေါင်မှာလာပြီးတော့မှာလို့ရသလိုဒီလိုမျိုး video တွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းပဲကျွန်တော်ရဲ့ကျော်စင်ဝင်းဆိုရဲအခု YouTube channel ကို subscribe လုပ်ထားပြီးတော့ဘေးမှာရှိတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့နောက် video တွေဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးလို့ရတယ်။ video ချိန်ကြီးတွေမကြိုက်ဘူး။တမီးနဲ့ပဲကြိုက်တဲ့ဆိုရင်လည်းကျွန်တော် TikTok မှာအခု video တွေတင်ထားပေးပါတယ်။တွားကြည့်လို့ရပါတယ်။ အဲ့တော့ဒီနေ့ပြီးတော့ဒီလောက်ပဲကျွန်တော်တို့အစင်ပြည်လိမယ်လို့တော့ကျွန်တော်ထင်ရတယ်ကျွန်တော်ရဲ့ဒီ unboxing and mini review ကတော့ဒီလောက်ပဲနောက်ပိုင်းမှာ laptop အတွက်ကျွန်တော်ဒီ review တွေအတွက်လည်းပဲကိုကိုတိုင်ဝယ်ပြီးတော့ review လုပ်လို့ရအောင်အများကြီးအများကြီးထပ်ပြီးတော့စူးစမ်းပြီးပါအောင်မယ်ဒီနေ့ပြီးတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်တတ်တာ